ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကပန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်လွဲပါပါစေ။2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ သူများပြဿနာ ကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မြည်သည့်အရာကိုမှကိုကတာဝန်ယူတာတာဝန်ခံတာအမခံတာမျိုးတွေမလုပ်နဲ့နော် အလုပ်ထဲမှာလည်းစိတ်ညစ်စရာတွေတစ်ခုတစ်ခုကိုကြုံရတတ်တယ်ဂျမ်းမာရဲ့အနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးရဲမှာလည်းအတင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တယ်အကျိုးပေးတဲ့ခဏန်းကတော့၄နဲ့6ဖြစ်ပြီးတော့ကံကောင်းတဲ့ အယောင်မှာအစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအိမ်ရှိပြားမှာပေါင်ဖို့ငါချက် ကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနီယံသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ပေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ပေါ်ပြောချက်တွေကတက်တက်ဆင်ဝဲမပါစေ။ 2025ခုနှစ်နှဝင်ဘာလ13ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစတန်ပဲဖြစ်ပါတယ်။တနင်္လာသာသမီများအတွက်ဒီနေ့မှာရွေသာသမီစိတ်ကူးသာသမီတွေမှာအစစအရရာဒီနေ့အရှင်ပြေအောင်မြင်မယ်နော်။ရှင်မျိုးတွေရှိကနေပြီးတော့လေဝန်တာစီဟာတွေတရင်ကောင်းတရင်ဒူးရေခြာရတတ်တဲ့ဒီနေ့မှာတနင်္လာသာသမီနေနဲ့အိမ်မကတ်ချင်တာအလုပ်ပြောင်းချင်တာအလုပ်ခွက်ချင်တာ အလုံရွှေ့ခြင်းတဲ့စိတ်ကြီးများနေတတ်တဲ့အချီရဲမှလည်းတဦးနဲ့တဦးကအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းကိုလက် ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ကုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ကြရားအနေနဲ့မိမိအိမ်ရှိပြားမှာပေါမုတ်ထောပတ်တော့ကလူပြားမှာ ဖြစ်ပါရဲ့ရှင်။ ခொနရသာသမီပြည့်ရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်အောင် လွှဲမှာပါစေ2025ခုနှစ်နှဝင်ဘာလ13ရက်နေ့အင်္ဂါသာသမီများအတွက်တနေ့တာဟော့စတယ်ပဲဖြစ်ပါတယ်အင်္ဂါသာသမီများအတွက်ဒီနေ့မှာ ရည်ရထားတဲ့လုပ်ငန်းတွေကအနာရောက်ခန်းဒီမှာတိတ်လွဲ့လွဲ့သွားတာအရှင်မပြေတာမျိုးတွေဖြစ်တတ်တယ်နော်ခြံကိစ္စကားကိစ္စကွန်ပျူတာကင်မရာများနဲ့ပတ်သက်ပြီးတော့အေးဒီပစ္စည်းတွေအတွက်စိတ်အနှောက်ရှက်ဖြစ်စရာမျိုးတွေကြုံရတတ်တယ်ဒီနေ့မှရွေးချယ်ရခက်တာရှုံပြရခက်တာရှေတဝါခက်တာနောက်ဆိုးခက်တာမျိုးတွေလည်းဖြစ်တတ်တယ်နော်ကျမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ် အခြေအမှလည်းတုံးနဲ့တူကအထင်မြင်လွဲစရာတွေနဲ့ကျုံတရားတက်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့6နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်နဲ့ညီညွတ်ရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာဗိမုတ်ကလူပြားမှာဖြစ်ပါတယ်ရှင်။ခொနရသားသမီးမရှင်များအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့ဒါဟောစတန်ပဲဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာသာသမီအောက်လက်ငယ်သားတအူးအတွက်ကို တော်တော်စိတ်တော်ကကြုံရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသားအလုံးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးသွားရင်လေဒီနေ့မှာကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ကြုံရတတ်တယ်အခြေအမှလည်းဒီနေ့မှာဝေးလေကောင်းလေဖြစ်နေတတ်တယ်ကျမ်းမာရေးအနေနဲ့ခြေတော်မှာထိခိုက်တရားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအပြာယောင်နဲ့အနက်ယောင်ပဲဖြစ်ပါတယ် ရလျာအနေနဲ့မိမိအိမ်ရှိပြားမှာပဲမုတ်သုံးခုကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနရသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ဇာတာပရိသတ်များတို့ ကနေတာပရဇဒန်ပဲဖြစ်ပါတယ်။ခြားသာပြည်သားသမီးများအတွက်ဒီနေ့မှာ OA အဆောင် နေရာထိုင်ခင်းတွေကပြုပြင်ရတတ်တယ်ပြုပြင်ပြင်ဆင်ရတတ်တယ်အလုပ်ထဲမှာလည်းစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ဒီနေ့မှာကြုံပြရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်လက်တစ်ဖက်မှာထိခိုက်တရားရတတ်တယ်အနာတရားရတတ်တယ်ဖျားပုံတော်ရဟန္တာပုံတော်တွေကအိမ်ကိုကြွလာရင် ဒီ80ရာခိုင်နှုန်းဒီပေါက်ကင်းရှိရယ်နော်လေးစား6စုံဒီထုံးနော်ဒီပေါက်မယ်အခြေအမှလည်းဒီနေ့မှာတူနဲ့တူကအယူအဆရင်ကွဲလွဲနေတဲ့တဲကံကောင်းတဲ့အရောင်မှာအစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအင်ရှိပြားမှာတတိ60ကလူပေးရမှာဖြစ်ပါလိမ့်ရှင်ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်စီအောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ပောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ပဲဖြစ်ပါတယ်ပောက်ကြသားသမီးများအတွက်ဒီနေ့မှကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေနှောက်ယှက်ခြင်းနဲ့သူများနဲ့ဒီနေ့ကြုံတွေ့ရတဲ့ နေရင်ထိုင်ရင်လည်းစိတ်အလိုမချရဖြစ်နေတာအပြောအဆိုမတွေဆုံးဖြတ်ချက်အမားတွေနဲ့6မီတာတင်တတိထားနော်ကျမ်းမာရေးအနေနဲ့ခြေတော့မှာထိခိုက်ဒဏ်ရာရတဲ့တင်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့နှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအဖြူရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့မိမိအိမ်ရှိပြားမှာကော်ဖီနှစ်ခွက်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှားပါစေ2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတယ်ပဲဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ ဝန်တာစရာတွေ အောင်မြင်မှုတွေကဇတိုက်ဆိုတဲ့လိုမျိုးတခုပြီးတခုဂျုံတရားတတ်တယ်ရွှေယရနာ အလားကုံအလားပြဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအမှုပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကဒီနေ့အတွက်အထူးအောင်မြင်မယ်နော်အရှင်ပြေအောင်မြင်မယ်ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အကြောင်းမှာ ရှေဝါရောင်နဲ့အဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာရှင်မီး၅တိုင်ကလူပေးရမှာဖြစ်ပါတယ်ရှင်။